မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ် match လ30ရက်နေ့မနက်ခင်းမှာတင်ပြပေးမဲ့ Radio NUG ပြည်တွင်းသတင်းကောင်းစင်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာငလင်ဘေးသင့်ပြည်သူလူထုစီအကူအညီများယာနှုံးပြည့်ရောက်ရှိနိုင်ရေးမြို့သားညီညွတ်ရေးအစိုးရအပါအဝင်တော်လှန်ရေးအင်အားစုများအားလုံးကပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိနေတယ်လို့ယာယီသမရပြောကြားတဲ့သတင်း နိုင်ငံတကာကအကူအညီတွေထိခိုက်သွားတဲ့ပြည်သူတွေစီတိုက်ရိုက်ရောက်ရှိဖို့အရေးကြီးပြီးဆက်သွယ်ရေးကိစ္စကိုစွမ်းနိုင်သမျှဆောင်ရွက်ပေးမယ်လို့ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်ပြောကြားတဲ့သတင်းမြင်းငလင်းတဘာဝဘေးထောက်ပံ့စာနာကူညီပေးကမ်ပိန်းဤရရှိထောက်ပံ့ငွေများထဲမှပထမအကြိမ်ဖြစ်ကျပ်သိန်း2000ကိုတွဲပြောင်းပေးစည်းတဲ့သတင်းအိုးဘူအချင်းထောင်နဲ့ရမဲသိန်းချင်းထောင်တို့မှာအဆောက်အုံပြိုကျပျက်စီးမှုရှိခဲ့တဲ့တဲ့ ဖြူဖြူ in London အဖွဲ့သားများနဲ့ UK ကပွဲကြည့်ပရိသတ်များကမြန်မာနိုင်ငံငလင်ဘေးတင်ပြည်သူများအတွက်ကြက်သိန်းတစ်ထောင်ကူညီမည်ဆိုတဲ့သတင်းစတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ